လောကမှာအလွန်မွေးကြိုင်တယ်လို့တမိုးထားပြီးတော့ပြောရတဲ့ပါဠိလူသူမနာမြတ်မလို့မြတ်လေးဆိုရယ်ပန်းရှိတယ်မြတ်လေးပန်းဆိုတာမြင်မှုကြပါလိမ့်မယ်အပွင့်အနေနဲ့ကတော့အလွန်လှပတယ်လို့တော့ပြောလို့မရဘူးနှွဲပင်တစ်ပင်ကနေပြီးတော့ပွင့်လာတဲ့ပန်းကလေးတွေဒါပေမဲ့သူတို့ရဲ့ထူးခြားချက်ကဘာတော့ စပယ်ပန်းတို့ဇွန်ပန်းတို့နဲ့မတူဘူးမြတ်လေးပန်းရဲ့မှု့ကြိုင်မှုဟာအလွန်နှစ်သက်ဆရာကောင်းအဲ့ဒီမြတ်လေးပန်းသည်လူတွေရဲ့ခေါင်းပေါ်ရောက်ရင်ရောက်မရောက်ရင်အပင်မှာပဲအချောက်ခံတယ်တဲ့မကြွေဘူးလေဒါကြောင့်မလို့အပင်မှာပဲအချောက်ခံတယ်အောက်ကြွေမကြဘူးလို့ဒီလိုဆိုတယ် ညာလေးပန်းလည်းနှမျိုးရှိတယ်ဆိုတာသေချာလေးလာကြည့်ကြွေတဲ့ညာလေးပန်းရှိတယ်မကြွေတဲ့ညာလေးပန်းရှိတယ်ဒါမကြွေတဲ့ညာလေးပန်းကိုပြောတာနော်မကြွေဘူးပင်မှာပဲ၆သွားတယ်ခူးတဲ့လူခေါင်းပန်တဲ့လူ မရှိဘူးဆိုလို့ရှိရင်အဲ့ဒီညာလေးပန်းဟာပင်မှာပဲ၆အဲ့ဒါလိုပဲကိုကိုကိုတခြားအရာတွေအတွက်ကိုချင်းသီလကိုဆွန့်လွတ်တာမျိုးကောင်းမြတ်တဲ့အနေထားမျိုး ရောက်ဖို့အတွက်ကိုချင်းတရားကိုဆွံ့လွှတ်တာမျိုးလို့ဒါမျိုးတွေဟာမလောက်အောင်လို့ဒီလိုဆွံ့လို့တယ်နော်လူကောင်းဖို့မရောက်ရရင်အပင်မှာပဲအချောက်ခံတယ်လို့ပဲကိုချင်းတရားပြည့်ရမယ့်ကိစ္စမျိုးဆိုရင် အသက်ပဲသေပါစေအပြည့်မခံဘူးဆိုတဲ့စိတ်ဓာတ်မျိုးမွေးဖို့လိုတယ်လို့သူပြောတာဟောကိုချင်းတရားကောင်းဖို့ရအမတန်မှအရေးကြီးတယ်လို့ဒီလိုဆိုတာအဲဒါကြောင့်အတိဆန္တ သားကောင်းသမီးကောင်းဆိုဒီမှာကိုချင်းတရားကောင်းတယ်အသိပညာတာလွန်လာတယ်ជីវတ်တွတ်မှုတွေရှိလာတယ်ဆိုတာတွေဟာအတိစာတထဲမှာစီပါဥစ္စာ တိုးတက်ယုံနဲ့နော်စီပါဥစ္စာတိုးတက်ယုံနဲ့အတိစာတလို့ပြပြဝဝမခေါ်နိုင်သေးဘူးကိုချင်းတရားကောင်းမယ်အသိပညာဘက်ကဆင့်မြင့်မယ်ဆိုမှ တိစာတသားလို့ဒီလိုခေါ်ရမှာနော်အရေးကြီးတဲ့အနှစ်သာရနဲ့ယသဝဗျာကဆုံးမဟောကြားတာဖြစ်တယ်ပေါ့